Canon F50 နဲ့ Canon 80D ဒီဘာကင်မရာဝယ်ရမလဲဒီအကြောင်းကိုဆက်မပြောခင်ကျွန်တော်မျက်စိထဲမြင်အောင်လို့ကားတွေနဲ့ဥပမာပေးပြီးတော့ပြောပြပါမယ်ကျွန်တော်မိတ်ဆွေများမျက်စိထဲမှာမြင်အောင်ပြလိုက်ပါ Salon Car တစ်စီးပေါ့နော် Salon ဆိုတာကတော့သိတယ်မလားအဲ့စီးကအသေးလေးတစ်စီးနောက်တစ်စီးကကြတော့ကျွန်တော်တို့ 4W drive တွေ ဒါလေးဘင်းရဲ့စနစ်တွေပါတယ်ဒါတောင်တက်ကားဂျမ်ဘရက်ခန်နဲ့ကားပေါ့နော်အဲ့လိုမျိုးတစည်းအဲ့တော့ကျွန်တော်မိတ်ဆွေကဒါကားတစည်းဝယ်တော့မယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့လိုအချက်ပေါ်မူတည်ပြီးတော့ထည့်ပြီးတော့စဉ်းစားမယ်ပေါ့နော်ဥမာကိုကမြို့တွင်းလောက်ပဲစီးမယ်မိသားစုသုံးစီးမယ်၄ယောက်ပဲစီးမယ်ပေါ့ပပလေးနဲ့ဒါစီစားလည်းတက်တာမယ်ခါကြလို့ရှိရင်လည်းကွန်ပီစီလေးတွေတင်မယ်နော်အဲ့လိုမျိုးအပေါ်စားအသေးစားသုံးရမယ်စီစားလည်းတက်တာမယ်ဆိုရင်တော့တေးကြတဲ့ဒါဆလွန်ကားတစည်းကိုရွေးမိမှာပဲဥမာ Honda Fit ပေါ့နော်အကယ်၍ကျွန်တော်မိတ်ဆွေကဒါတော်တွင်းလမ်းခရီးကျန်းတွေသွားမယ်ဥမာမြောက်ဝတီန ငယ်ဖတ်အံပေါ့နော်အဲ့လိုမျိုးတောင်းနေပါတက်မယ်နော်တခါကြလို့ရှိရင်လဲဒါမှမတ်မတ်တဲ့ခါကြလို့ရှိရင်လဲ4 drive 4 bin ရဲ့စနစ်ကိုဖွင့်ရမယ်ဆိုလို့ရှိရင်ဒါတေချာနေ matrix တွေကအကျန်းခံတဲ့4 drive တောင်းတက်ကားတစ်စီးကို off road သုံးကားတစ်စီးကိုတော့ကျွန်တော်မိတ်ဆွေကရွေးมาပဲအဲ့တော့ကျွန်တော်မိတ်ဆွေကမေးစရာရှိပါတယ်အာငါတို့စီးမဲ့ salon ကားနဲ့ရောတောင်တက်လို့မရဘူးလားတက်လို့ရပါတယ်เนาะ salon ကားနဲ့လည်းတောင်တက်တာမျိုးရှိပါတယ်ဒါပေမဲ့ကြာလာတဲ့ခါမှာ salon ကားနာတာတို့เนาะဒီခါကျလို့ရှိရင်ဘန်ပါတွေအောက်ကပြုတ်ထွက်တာတို့နောက်တစ်ခါမှာအောက်ပိုင်းတွေကချိနဲ့လာတာတို့เนาะဒါတက်ရတဲ့စရိတ်နဲ့ပြင်ရတဲ့စရိတ်ကမကာမိတာတို့ဖြစ်နိုင်ပါတယ်အဲဒီလိုမျိုးပါပဲ4 week ကားကိုလည်းကျွန်တော်မျိုးတွင်းမှာမောင်းလို့မရဘူးလားဆိုတော့ရပါတယ်4 week ကားလည်းမျိုးတွင်းမှာမောင်းလို့ရတယ်စီပူစားမယ်ပေါ့เนาะကျွန်တော်တို့ပြုတ်ခါကျတော့ပကင်ထိုးရတဲ့နေရာမှာဒါဒုက္ခရောက်မယ် ယ်အဲ့လိုမျိုးကားတော်မှဒါကိုယ့်နေရာနဲ့ကိုမှန်ကန်တဲ့ဟာကိုရွေးရသေးတာပဲကင်မရာလည်းထုံနည်းလည်းကောင်းပါပဲဆိုတော့ Canon M50 ကဘာနဲ့တူလဲဆိုတော့ဒါ salon ကားတစ်စီးနဲ့တူပါတယ်ဒါကျွန်တော်တို့မိသားစုသုံးသုံးမယ်ပေါ်ပပနဲ့အပြိုရန်သုံးမယ်နော်တရပြည့်ရလည်းလွယ်တယ်300လည်းလွယ်တယ်ဒါအစင်လည်းပြည်တယ် ADD ကတော့ကျွန်တော်တို့4 week ကားနဲ့တူပါတယ်သူကတော့ Champion ခံမယ် commercial scenes တွေဖြစ်တဲ့ကျွန်တော်တို့အခချင်းကိုယူပြီးတော့ရိုက်တာတို့မဟုတ်လည်းတနေကိုတနေကန်သူ့ကိုခိုင်းရမယ်ဆိုလို့ရှိရင်တော့ဒါ Canon ADD ကတော်တော်လေးအသုံးဝင်ပါတယ်ဒီနှလုံးက quality အဖြစ်က တော့ဘာမှထွေထွေထူးထူးကွာခြားခြင်းမရှိဘူး။အာဒီကောင်ဆိုလို့ရှိရင်တော့ပေါ်ပါပါလေးနဲ့ဒါပုံထွက်ကောင်းကောင်းဒီကောင်ဆိုလို့ရှိရင်တော့ durability ကောင်းကောင်း with the sea body နဲ့ဒါအကြံဘရန်ခံမယ်နော်ခလေးလေးပင်ပင်နဲ့ဒါတနေကိုတနေကန်းကွန်မရှင်ရိုက်မယ်ဆိုလို့ရှိရင်တော့ Canon AD-D လေးကတော်တော်လေးအသုံးဝင်ပါတယ်။ဒါကျွန်တော်မိတ်ဆွေရဲ့လိုအပ်ချက်ပုံမူတည်ပြီးတော့ဒီကင်မရာနှလုံးကိုကောင်းကောင်းလေးရွေးချယ်လို့ရပါတယ်ခင်ဗျာ။